မြန်မာနေဦးခရိုနီကဲမေလ9ရက်မြင်ကွင်းတရုတ်နိုင်ငံရဲ့ဖိအားကိုခံနိုင်မှုမဟာမိတ်ဖွဲ့နိုင်မဲ့အလားအလာတရုတ်နိုင်ငံကတိုက်တွန်းဖိအားပေးမှုနဲ့ဧပြီလ28ရက်နဲ့29ရက်မှာစစ်ကောင်စီနဲ့ယူနန်ပြည်နယ်ကုမင်းမှာဆွေးနွေးခဲ့တဲ့တောင်အမျိုးသားလွတ်မြောက်ရေးတမတော် TNL ကယမန်နေ့ကဆွေးနွေးပွဲနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။ဒီသတင်းစာရှင်းလင်းပွဲမှာကုမင်းဆွေးနွေးပွဲနဲ့ပတ်သက်လို့ TNL ဘက်ကဗားတောင်းဆိုခဲ့တယ်လေ။ စစ်ကောင်စီဘက်ကဘာတောင်းဆိုခဲ့တယ်လဲဆိုတာတွေကိုမီဒီယာကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ထုတ်ဖော်ပြောဆိုချက်တွေအရစစ်ကောင်စီက TNL ဘက်ကိုတောင်းဆိုရမှာတစ်တုံညာနှစ်ခွန်စစ်စင်ရေးတွေအတွင်းတင်းယူထားတဲ့တီဘောကြောင်မဲနောက်ထူမိုးကုတ်မိုးမင်းနမ်ခန်းနဲ့ကုခိုင်တို့ကနေပြန်လည်ဆုတ်ခွာပေးပြီးနမ်ဆန်နဲ့မန်တုံမြို့တွေမှာသာတက်ဆွဲဖို့တောင်းဆိုရလို့ဆိုပါတယ် TNL ကတစ်တုံညာနှစ်ခွန်စစ်စင်ရေးတွေအတွင်း မြို့ဆက်နှမြို့တင်းယူထားတာဖြစ်ပြီးမိုးကုံနဲ့အချို့သောမြို့တွေဟာတည်ရန်စာတာတွေထွက်ရှိတဲ့ဒေသတွေဖြစ်တာလည်းတွေ့ရမှာပါမြို့တွေအများပြားတိုက်ခိုက်တင်းယူထားနိုင်တာဟာစီရီးယားဩစာရှိုံနေမကလက်နက်ကိုင်အဖွဲ့အတွက်ဝင်ငွေရရှိတဲ့နေလန်လေးဖြစ်ပါတယ်တစ်ဖက်မှာတော့နေဆက်ကုံသွေးရေးလမ်းကြောင်းတစ်လျှောက်တဖွဲ့မကတဲ့လက်နက်ကိုင်အဖွဲ့တွေစုမိုးထားတဲ့အချက်ကတရုတ်မြန်မာနယ်စပ်ကုန်းသွယ်ရေးလက်အဖြစ်အသုံးမချနိုင်တဲ့အဖြစ်တရုတ်နိုင်ငံကအခုလိုအပြစ်ရသဘောတူညီမှုတွေနဲ့တင်းယူထားတဲ့မြို့တွေပြန်မဆုပ်ပေးရင် နေဆက်ကိတ်တွေပိတ်ထားမဲ့အချက်က TNLA ဖို့ခက်ခဲတဲ့ရွေးချယ်မှုတွေဖြစ်စေတာလည်းဖြစ်ပါတယ်။ TNLA ရဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုရမှာလက်ရှိမှာတော့စုတ်ခွာဖို့မရှိဘူးဆိုဆိုပေမဲ့အခြေအနေတစ်ခုမှာအရေးအတွက်တချို့ကိုစုတ်ခွာပေးတာမျိုးဖြစ်ကောင်းဖြစ်နိုင်တဲ့အငွေသက်လေးခံစားရစေပါတယ်။နောက်တစ်ချက်ကတော့တရုတ်နိုင်ငံရဲ့ဖီယာညီနောင်မဟာမိတ်၃ဖွဲ့တွေကတဖွဲ့ကစစ်ကောင်စီနဲ့အပြစ်ရသဘောတူညီခဲ့ပြီးနှစ်ဖွဲ့သာကြန့်ရှိတဲ့အနေအထားမှာစစ်ကောင်စီဘက်ကစစ်မျက်နှာတစ်ခုကိုတိုက်ဆရာမလိုပဲ ကြံနှစ်ပွဲနဲ့သာရင်ဆိုင်ရမှာဖြစ်လို့ဒီချက်ကလည်း TNL ဖို့စီရေးရဖိအားဖြစ်စေမှအမှန်ပါနောက်တစ်ချက်ကလာရှုံမြို့ပြန်လည်လွှဲပြောင်းပေးလိုက်ရတဲ့အချက်ကလည်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့အခြားသော PDF လက်နက်ကိုင်အဖွဲ့တွေကြောင့်ယုံကြည်မှုကိုထိခိုက်စေနိုင်တာဖြစ်ပါတယ်တစ်တုံညာနှစ်ခွန်စစ်စင်ရေးပထမပိုင်းနဲ့ဒုတိယပိုင်းမှာအဆိုပါသုံးဖွဲ့နဲ့ PDF တွေလက်တွဲတိုက်ခိုက်ခဲ့ကြခြင်းဟာထူးခြားတဲ့ဖြစ်ထွန်းမှုတစ်ရပ်ဖြစ်ခဲ့ပြီးလာရှုံမြို့ပြန်လည်လွှဲပေးရခြင်းကအနာဂတ်အလားအလာတွေကိုပြက်ပြဲစေခဲ့တဲ့အနေအထားလည်းဖြစ်ပါတယ် TNL ရဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့်မူဆယ်လားရှုကနေမန္တလေးထိလမ်းကြောင်းပေါ်မှာတိုင်းဟင်းသားလက်နက်ကိုင်အဖွဲ့တွေစုဖို့တရုတ်ကလိုလားတယ်ဆိုတဲ့ခက်မဲပြောဆိုချက်တွေလည်းပေါ်ထွက်နေတာဖြစ်ပါတယ်။ဒါတွေကတော့ TNL အဖွဲ့ကသတင်းစာ ရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုချက်နဲ့နောက်ခံအနေအထားတွေဖြစ်ပါတယ်။တစ်ဖက်မှာဘာကြောင့်အပြည့်အဝဆွေးနွေးပွဲနဲ့ပတ်သက်လို့ဘာကြောင့်ခွေးထုတ်ပြောဆိုကြရသလဲဆိုတာစမ်းစစ်ကြည့်စရာလည်းရှိလာပါတယ်။အများအားဖြင့်အခုလိုဆွေးနွေးပွဲတွေကျင်းပပြီးနောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့စစ်နေပွဲအကြောင်းအသေးစိတ်ထုတ်ဖော်ပြောဆိုလေးမရှိပေမယ့် TNL အနေနဲ့အပြန်အလှန်တောင်းဆိုချက်တွေကိုတီတီပပထုတ်ဖော်ပြောဆိုခြင်းဟာထူးခြားမှုတစ်ခုဖြစ်ပါတယ်။အပြည့်အခန့်ရန်စဲရေးစစ်နေပွဲတနည်းအားဖြင့်ငြိမ်းချမ်းရေးစွန့်ပွဲတွေမှာဆွေးနွေးတဲ့အကြောင်းချက်တွေကိုထုတ်ပြန်ခြင်းအပြင်နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေပေါ်မှာဝေဖန်မှုတွေပေါ်ထွက်လာနိုင်ပြီးဆွေးနွေးမှုတွေကိုတက်ရောက်စေနိုင်တာကြောင့်ရေပုံရသဘောမျိုးသာသတင်းမီဒီယာကိုပြောဆိုလေးရှိတာပါ ဧပြီလ28ရက်နဲ့29ရက်ဆွေးနွေးပွဲကတော့ TNLA ဖို့တရုတ်နိုင်ငံအစိုးရရဲ့တည်သားထင်ရှားတဲ့ဖိအားကိုခုခံနိုင်ဖို့အတွက်တခြားသောတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေကိုကမ်းလှမ်းလို့တဲ့ရည်ရွယ်ချက်ပါရှိတာလဲသတင်းစာရှင်းလင်းပွဲကိုနားထောင်ကြည့်တဲ့အခါနားလည်မိပါတယ်။ TNLA အနေနဲ့မဟာမိတ်အချင်းချင်းတွေအကြားညီညွတ်မှုတည်ဆောက်ဖို့နှိုးဆော်လိုက်တာဟာအထူးသဖြင့်ရှမ်းမြောက်ဒေသမှာလှုပ်ရှားနေတဲ့ KIA MND SSPP နဲ့ RCSS တို့ကိုရည်ရွယ်ပြောဆိုရလို့လည်းနားလည်ရပါတယ်။အဆိုပါလက်နက်ကိုင်အဖွဲ့တွေနဲ့လက်ရှိစစ်ကောင်စီနဲ့တိုက်ခိုက်နေတဲ့အဖွဲ့ဆိုလို့ KIA တပ်ဖွဲ့သားရှိပြီးတစ်တုံညာနှစ်ခွန်စစ်စင်ရေးထဲမှာ TNL နဲ့လက်တွဲတိုက်ခိုက်ခဲ့တဲ့ MNDA ကလည်းပြီးခဲ့တဲ့ဇန်နဝါရီလကစစ်ကောင်စီနဲ့အပြည့်ရဖို့သဘောတူညီခဲ့ပြီးနောက်တင်းယူထားတဲ့လာရှုမြို့ကိုပင်လင်းစစ်ကောင်စီတံပြန်လဲလွှဲပြောင်းပေးခဲ့တာတွေ့ရမှာပါ။ အခြားလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ SSPP နဲ့ RCSS တို့ကတော့စစ်ကောင်စီနဲ့တိုက်ခိုက်နေတဲ့လက်နက်ကိုင်အဖွဲ့တွေမဟုတ်လို့ TNL ရဲ့မဟာမိတ်ညီညွတ်ရေးနှိုးဆော်ချက်ဟာ KIA ကိုအတိအကရည်ရွယ်ပြောဆိုတာလို့ယူဆရပါတယ်။ပြီးခဲ့တဲ့လနေငယ်အတွင်းမှာ TNL နဲ့ KIA တို့အကြားအောက်ခြေပုတ်တိုက်မှုတွေဖြစ်ပွားခဲ့တာကိုလည်းသတင်းမီဒီယာတွေမှာကြဲကြဲပြန့်ပြန့်ဖော်ပြခဲ့တာမလို့အားလုံးသိရှိပြီးဖြစ်ပါတယ်။အထက်ပါတိုင်းသားလက်နက်ကိုင်နှစ်ဖွဲ့ဟာဖြတ်တန်းသွားလာတဲ့လမ်းတွေမှာဂိတ်ဖွင့်ပြီး လုံခြုံရေးစစ်ဆေးမှုတွေအခွန်ကောက်ခံမှုတွေပေါ်မူတည်ပြီးပုတ်တိုင်းမှုရုံရင်းဆန်ခတ်ဖြစ်ပွားမှုတွေဖြစ်ပွားခဲ့ပြီးနှစ်ဖက်သောလူလူအကြားမကျေနပ်မှုတွေဖြစ်ပေါ်လာရကလက်နက်ကိုင်အဖွဲ့ရဲ့အပေါ်ပိုင်းကောင်းဆောင်တွေဆွေးနွေးကြရတဲ့အနေအထားတွေဖြစ်ပေါ်လာခဲ့တာပါအခုလိုဆရာနာရှင်ပြုတ်ကြရေးကိုတိုက်ခိုက်နေကြတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေအချင်းချင်းကြားကပုတ်တိုင်းမှု အကျိုးစီးပွားပဋိပက္ခဖြစ်မှုစစ်အင်အားနဲ့စစ်ပွဲအနိုင်ရမှုကသာနေမြေတွေကိုစိုးမှုခွင့်အတွက် အဆုံးဖြတ်အနေနဲ့ဖြစ်လာခင်ညီညွတ်မှုနဲ့တစုတစည်းတဲ့အပြောင်းတိဆောက်ဖို့ခက်ခဲစေမှာဖြစ်ပြီးဆရာနာရှင်ပြုတ်ကြရေးအဆုံးသက်ရေးဟိမန်းချက်က အချိန်ကြာမြင့်လာစေမှာအသေးချပင်ဖြစ်ပါတော့ရဲ့ရှင်